ว่าดีอ่ะหนูอ่ะ2014เนี่ยยาวละအခုဈေးမရောင်းတာတပတ်ကျော်သွားပြီမရောင်းရတာလေဟုတ်ဆက်ချုပ်တက်တယ်ပေါ့နော်ဆက်ချုပ်တက်တယ်အခုဟာလေအလုံသမားတွေကိုတွားလျှောက်ပြီဆိုတာနဲ့သူတို့ရုပ်ပိုင်းဆိုင်ရာကိုကြည်ရဲပြီးတော့ရှင်ခေါင်းနဲ့ပါလေယူသွားတယ်ယူသွားပြီးသွားလို့ရှင်နောက်နေ့ဖုံးဆက်လိုက်မယ်နော်ဆိုရင်ယနေ့အထိဖုံးမဆက်ဘူးအဲ့လိုမျိုးရှိတယ်မတက်ကို တက်တဲ့ပညာကိုအသုံးချခွင့်မရှိတာကိုညီမကခံပြင်းတာတွေ့လားသူတို့ရိုးတဲ့သူတို့မတိတ်မတဲနိုင်တဲ့အခါကျတော့အစင်မပြေဘူး तू အလုံးမလုံးနိုင်ရကောင်းမလားဆိုပြီးတော့ကိုရဲ့ဇေယောင်းကပြန်လာရှင် तू ကငိုမတန်ဆွမ်းအမှန်တကယ်ဆိုရင်လည်းသူတို့ကရှာကြွေးရမှာတဲ့သူတို့ကမရှာကြွေးနိုင်မင်းနဲ့ပေါ့နော်မိမလှုပ်စာကိုသူတို့ကစားနေရလို့ဆိုပြီးတော့သူတို့ကမျက်ရည်ကျတယ်လင်းမြားနှစ်ယောက်ဆိုလို့ နာမည်ကတော့မတန်တမ်းမောင်လို့ခေါ်ပါတယ်အသက်ကတော့39နှစ်ပါတော်ဟာဒီဟာနှုတ်ဟာ2014ရဲ့အရောင်လာအခုဈေးမရောင်းတာတပတ်ကျော်သွားပြီမရောင်းရတာလေဟုတ်ဒီထဲမှာကောင်းစံပါရတဲ့ကောင်းလဲလဲစင်တာ ညီမနာမည်ကတော့မတန်းတမ်းမို့လို့ခေါ်ပါတယ်။ဒီကတော့ညီမရဲ့မွေးသမီးကြီးပေါ့နော်။ဒီကတော့မေကြီး။သူ့နာမည်ကတော့ဒေါ်အုံးကြီးလို့ခေါ်ပါတယ်။ဒီဘက်ကကျတော့ပေါ့နော်။ဒီကကျတော့ညီမရဲ့ဖခင်ပေါ့နော်။သူ့နာမည်ကတော့ဦးမြင့်ဦးလို့ခေါ်ပါတယ်။ဟုတ်။ကိုယ်မှာကိုယ်ကျွန်တော်မျက်ရည်တော်ကြရတယ်။ဒီဘက်လောက်ကြည့်။ဘာဖြစ်လို့လဲဆိုတော့မစားချင်။မျက်ရည်တော်ကြရတယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့သူကလောက်ကန်ပြင်းနေတော့အဲ့လိုပြင်းနေတယ်။ အတူထွက်သွားပြီဆိုမရရင်ဘူးနေရတာပေါ့ငါသမီးတွေကားချုပ်ကားကြသွားလမ်းတာလို့လမ်းလမ်းလေးဖြောက်ပါလို့ဆိုတော့စူတောင်းပါဆိုင်မပူပါနဲ့လို့ဗာပြောလို့တဲ့ခါကြတော့ပေါ့နော်မိဘကိုလှုပ်ကြွရတဲ့အကျိုးကျေးဇူးကြောင့်ပေါ့နော်ရန်သူမျိုး၅ပါးလဲဖယ်ရှားပါတယ်လို့တွားရေးလာရေးလဲအဆင်ပြေပါတယ် ရဲ့အသက်က68နှစ်ပေါ့နော်69နှစ်ရှိပြီမေကြီးက65နှစ်ရှိပြီသူကကြတော့နှလုံးသွေးရိုးနဲ့နှလုံးသွေးကြောချင်းယောဂပေါ့နော်လာစဉ်ပုံမှန်ဆွေးဆွဲတောင်းနေရတယ်လက်ရှိရက်တည်နေရတော့ပေါ့နော်ပေါ့မိဘနှစ်ပါးကိုညီမတစ်ယောက်တည်းပဲလောက်ကင်ကျွေးမွေးရတာပေါ့နော်မိဘနှစ်ပါးခေါင်းမချခင်မှာကိုပိုင်ခြံလေးပေါ့နော်ကိုပိုင်ချန်လေးတကွပေါ့နော်အလိုမျိုးလေးရမယ်ဆိုလို့ရှင်ပေါ့နော်မိဘနှစ်ပါးကို ောင်းကောင်းမွန်မွန်လေးထားကြပါတယ်လို့ပြီးတော့လေဒီပေါ်တော့ဒီအိမ်ရလဲနေပူလာလို့ရှင်အိမ်သာနဲ့နေရအိမ်ထဲကိုအလုံးလိုက်ဝင်တဲ့ခါကျတော့ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးစိုးကျိုးတွေကလည်းအများကြီးရှိတယ်မိဘနှစ်ပါးကလည်းကျမ်းမာရေးမကောင်းတဲ့အတွက်ပေါ့နော်အဲ့လိုမျိုးတွေရှိတဲ့ခါကျတော့အင်တာနက်တွေကလည်းအိမ်ထဲကိုလုံးဝနဲ့ဝင်လာတဲ့စားတောက်စားတဲ့အခါမှလည်းကျမ်းမာရေးမကောင်းဘူးပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ပြီးတော့ညီမတို့ကကြတော့ညီမရယ်ပြီးတော့အဖေကြီးနဲ့အမေကြီးကလည်း သူကကျမကြီးမကောင်းတဲ့သူပြီးတော့လည်းညီမလည်းမတန်ဆွမ်းသူတယောက်ဆိုတဲ့အခါကျတော့ဒီဆိုဂျူအနံ့အနေနဲ့အဆင်မပြေဘူးပေါ့နော်ဖြစ်နိုင်လို့ရှိရင်ဒီနားလေးမှလည်းမနေခြင်းမနေခြင်းဆိုတဲ့အခါဒီဟာကျတော့ဘိုးဘွားပိုင်ကျူးပေါ့နော်ကျူးသူများဖျက်ဆိုလို့ရှိရင်ညီမတို့ကဖျက်ပေးရမှာဖျက်ပေးရမှာဒီနားတဝိုက်ကအမျိုးတွေမဟုတ်ဘူးအမျိုးတွေမဟုတ်ဘူးဒီဟာကျတော့ဘောနော်ဒီဟာဘယ်လိုပြောမလဲဆိုတော့နားလည်းမူနေနေတာပေါ့ဟုတ် ။ဒီနေ့ကိုတော်တော်နေပူတဲ့နေ့ဆိုလို့ရှိရင်တော့60လောက်တော့ကုန်တယ်ရှင်။ပတ်စံနဲ့ဆိုဘယ်လောက်လဲ။ပတ်စံကတော့ဟွာလောက်ကျန်တယ်6000လောက်ပဲကျန်တယ်ဟုတ်။ဆက်ချုပ်တက်တယ်ပေါ့နော်ဆက်ချုပ်တက်တယ်။အခုဟာလေအလုံသမားတွေကိုတွားလျှောက်ပြီးဆိုတာနဲ့သူတို့ရုပ်ပိုင်းဆိုင်ရာကိုကြည့်တယ်ပြီးလို့ရှိရင်ဖောင်နေပါလေယူသွားတယ်ယူသွားပြီးသွားလို့ရှိရင်နောက်နေ့ဖုံးဆက်လိုက်မယ်တော့ဆိုရင်ယနေ့အထိဖုံးမဆက်ဘူးအဲ့လိုမျိုးရှိတယ်မတန်ကိုတက်တဲ့ပညာကိုအသုံးချခွင့်မရှိတာကိုညီမခံပြင်းတာတိတယ် လှုပ်ပင်းထိုင်ဘောနော်မိဘတို့စိတ်ကလာပြင်းထန်နေတာဒါပေမဲ့မိဘတွေရဲ့သူတို့ရဲ့နေထိုင်မှုပုံစံစားသောက်မှုပုံစံဘောနော်မလှုပ်ပင်းနိုင်တဲ့အတွက်တခါတလေကြလို့ရှင်ကို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 မွန်းချက်တယ်ဘောနော်မွန်းချက်တယ်မွန်းချက်တယ်လို့ခံစားရတယ်ဟိုအားမလို့အားမရနဲ့ဘလို့မှမခံစားနိုင်ဘူးမြမရကဘာလုပ်ချင်လဲမြမရဲ့ရီမှန်းချက်ကဘောနော် အခုကိုပိုင်ခြံလေးလည်းရှိမယ်ကိုပိုင်အိမ်လေးလည်းရှိမယ်ဆိုလို့ချင်းကိုပိုင်အိမ်ဆိုင်လေးပေါ့နော်တနန်းတပိုင်ဆိုင်လေးဖွင့်ပြီးတော့မိဘနှစ်ပါးကိုကျွေးမွေးပြုစုခြင်းပါတယ်လို့ဘာဖြစ်လို့လဲဆိုဒီဈေးတဲ့ဘဝဆိုတာရက်ွက်တကရက်ွက်ပတ်ပြီးတော့သွားရတာပြီးတော့ဒီလဲလေးရလည်းမကောင်းတော့ဘူးမကောင်းတော့ဆိုတာလဲရလည်းအကုန်လုံးပြန်ပြင်ရမှာဆိုတဲ့အခါကြတော့လေအာကြောင့်မဒီလဲလေးကိုအားကိုးပြီးတော့သွားနေရဒီလဲလေးရလည်း လမ်းနှစ်လမ်းသုံးလမ်းပဲသွားလို့ရတယ်ဒီဘယ်ရီပေါ့နော်အထက်ကကျတော့ဘယ်ရီသုံးလုံးတက်ကြတယ်မော်တာမော်တာဘယ်ရီသုံးလုံးတက်ကြတယ်ဘယ်ရီကအရင်တုန်းကတော့ဟိုပေါ့ဒီဘယ်ရီအိုခိုးသွားခံသေးတယ်ဒီလမ်းလေးမှာထားတာခိုးသွားခံပြီးတော့အားနေမဲ့အကိုတရားနေပြီးတော့ဘယ်ရီအိုသုံးလုံးလှူပေးတယ်လှူပေးပြီးတော့6လကြော်လောက်လဲကြာအဲ့ဒီဘယ်ဒီကအခန်းပြတ်သွားတယ်အခန်းပြတ်သွားကြအခုချိန်ကြီးပဲအခု2လမ်း3လမ်းပဲသွားလို့ရတယ် ဘယ်လိုသေးတွေရလဲအခုကလည်းကောင်းနေအဲကိုရီဆိုလို့ရှင်အိမ်မက်တောင်မက်လို့မရဘူးအဲ့လိုမျိုးမျိုးကိုရီကကြောင့်ဒီလဲလေးကကိုချက်လောက်ဖြစ်နေတဲ့ခါကြတော့ဒီသားစုတွေဘယ်ချိန်မှရင်းနေပွင့်ကြလဲဆိုရင်ကိုရီဒီပေါ်တော့ဈေးရောင်းကပြန်လာလို့ရှင်အဖေကြီးကဗာပြောလဲဆိုလို့ရှင်တမီးတဲ့အဖေတို့အမေတို့တဲ့ခေါင်းမချခင်မှာတဲ့ပေါ်တော့တမီးကိုတဲ့လက်ရှိရှိခဲ့မယ်ဆိုရင်တဲ့သူတို့အသေးမဖြောင်းဘူးပေါ့အသေးမဖြောင်းဦးတဲ့မထားလဲမထားခဲ့ခြင်းဦးတဲ့ ်အခုလည်းကြာတယ်သူတို့တွေကအာမတန်တော့မန်ရှော့ကုန်ကြတဲ့ခါကြတော့သူတို့ရိုးတယ်သူတို့မတိတ်မတဲနိုင်တဲ့ခါကြတော့အစင်မပြေဘူး तू အလုံးမလုံးနိုင်ရကောင်းမလားဆိုပြီးတော့ကိုရဲဈေးရောင်းကပြန်လာချင်း तू ကငိုမတန်ဆိုအမှန်တကယ်ဆိုရင်ねသူတို့ကရှာကျွေးရမှာတဲ့သူတို့ကရှာကျွေးနိုင်မင်းねပေါ့နော်မြမလှုပ်စာကိုသူတို့ကစားနေရလို့ဆိုပြီးတော့သူတို့ကမျက်ရည်ကျတယ်လင်းမြားနှစ်ယောက်စလုံးအရင်အရင်တော့မေးတော့ငငယ်တော့ပန်ပေးတယ်အခုကိုကဟိုကြတော့ ီနေထိုင်ရင်းနဲ့ကိုယ့်ရဲ့ကိစ္စဝေစားနေတဲ့အခါလည်းမပန်းပြဘူး။အော်ဘယ်နဲ့ပြောပါလဲမိန်းကလေးလှကြည့်ပကြင်တာဗော။အရန်ဝှစ်ချင်တာသူများရဲ့တူတူချင်းဒါပဲမမှန်းပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုလှဖို့အတွက်ကိုမိဘနှစ်ပါးဖိုက်ပြဖို့နဲ့ကျဲမအေးကောင်းမှုကအရေးကြီးရယ်လေသူလိုကနံပါတ်၁ကိုရီးယားအိမ်တစ်ထည်ရှိလို့ချင်းဆက်ပြလေးနဲ့ပြောင်ပြောင်စင်စင်ဝေးဝေးပြီးွားလို့ရှိရင်ကိုမိဘနှစ်ပါးကိုသူလိုစားခြင်းနဲ့အရာဝတ္ထုလေးတွေလောက်ကင်ပြီး ကိုလောက်ကင်ပြေးတဲ့ခါကျတော့ကိုပီတင်းဖြစ်တယ်ဝမ်းတာတယ်မေကြီးကျမ်းမရေးမကောင်းတော့မအဲ့တော့နှစ်မျိုးမှာပေါ့ဝမ်းနေအာဝမ်းတော့ဝမ်းနေတယ်ဒါပေမဲ့ဒါကမိဘကိုလှုပ်ပေးတဲ့အတွက်ပေါ့နော်ပစ္စည်းတင်ခါရလူတင်ခါရဆိုပြီးတော့ချွတ်ပေးလိုက်